ကချင်ပြည်နယ်မြစ်တနာခရိုင်ရွေးကောက်ပွဲကော်မရှင်မှ MEVN မဲပေးဆက်အသုံးပြုပုံနဲ့ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးအခမ်းအနားကိုအောက်တိုဘာလ20ရက်နေ့နနက်10:00နာရီချိန်ကကချင်ပြည်နယ်အထူးဒေသတွင်အီမောဖို့စုပေါင်းရုံခန်းမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်အခမ်းအနားသို့မြစ်တနာခရိုင်ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများဒီမိုကရေစီပါတီတစ်ကချင်ပါတီမှကိုယ်စားလှယ်လောင်းများနဲ့ပါတီဝင်များစုစုပေါင်းလူဦးရေ80ကျော်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ အခမ်းအနားမှာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတို့ကလာမယ့်ဒီဇင်ဘာလမှာကျင်းပပြုလုပ်မယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ MEVN မင်းပေးဆက်အသုံးပြု၍ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် EVN ဆက်ရိတ်အလုံးလုံးပုံများဖွဲ့စည်းပုံများမေးစနာရှင်များအနေဖြင့်ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကိုတရှိနားလည်ပြီးစနစ်တကျမဲပေးသက်စေရန်အတွက်ရှင်းလင်းသရုပ်ပြခြင်းတို့အပြင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းတို့ကိုလည်းအသေးစိတ်ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ် ဆက်လက်ပြီးဒီမိုကရေစီပါတီတကချင်ပါတီမှအတွင်ရေးမှုဥခေါ်တိန်ကရွေးကောက်ပွဲနဲ့ပတ်သက်၍ပြည်သူများတရှိနားလည်ရမယ့်ရွေးကောက်ပွဲဆိုင်ရာအချက်လက်များနဲ့စီမင်းစည်းကမ်းတို့ကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်အခမ်းအနားတက်ရောက်လာသူများအောင် EVN ဆက်ဖြင့်စနစ်တကျမဲပေးတက်စီရန်လက်တွေ့စံတန်မဲပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီးတက်ရောက်လာသူများကလည်း၎င်းတို့တရှိလိုသည့်များကိုမိ мян ခဲ့ကြရောင်းတာဝန်ရှိသူတို့ကပြန်လည်ဖြည့်ကြခဲ့ကောင်းအခမ်းအနားကိုရုတ်သိမ်းခဲ့ကြတယ်လို့သိရပါတယ်